ိုင်းနိုင်ငံဖေဖော်ဝါရီခရိုင်အတွင်းမှာရှိတဲ့ Qualcomm Electronics စက်ရုံတစ်ခုကမြန်မာလုံသား1400ကျော်ကိုကြိုတင်အကြောင်းကြားတာမရှိဘဲအလုပ်ဖြုတ်လိုက်ပါတယ်။လက်ရှိမှာတော့အလုရှာဖွေဖို့ကုန်ကြတဲ့အကျိုးဆောင်ခါထက်နည်းတဲ့ရောကြီးပေးမယ်လို့အလုရှင်ဘက်ကပြောပေမဲ့အလုဖြုတ်ခံလိုက်ရတဲ့ဆက်ရုံလုပ်သမားတွေကတော့အလုပြန်ရရှိဖို့ပဲမျှော်လင့်နေကြပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ရှင်။အဲ့မှာဗျာကျွန်တော်တို့ဟိုနေပြတာဒီမှာအမိုးအမလည်းပေးမထိုင်တော့ဘူးအမိုးလည်းပေးမလို့တော့ဒီမှာဖြတ်ထုတ်နေတော့ 2025ခုနှစ်စတေမာလာ30ရက်နေ့က ထိုင်းနိုင်ငံဖီဗူရီခရိုင်အတွင်းရှိခင်ခွန်းအီလက်ထရောနစ်စက်ရုံတစ်ခုကမြန်မာလုံသား1450ယောက်ကိုအလုံရှင်တွေကအလုံမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးအလုံဖြုတ်လိုက်တယ်လို့အလုံသမားတွေနဲ့အလုံသမားအရေးတက်ကြွလှူရှားနေသူတွေကပြောပါရီတင်မာလာ30ရက်နဲ့မနက်ပိုင်းမှာစက်ရုံကိုအလုံလုတ်ကင်ဖို့လာစင်မှာပဲတာဝန်ရှိသူတွေကအပြင်ကိုတန်းစီခေါ်ထုတ်တော့ကစာရွက်မှာလက်မှတ်အတင်းထိုးခိုက်ပြီးတော့ရုတ်တရက်အလုံထုတ်လိုက်တာပါလို့အလုံသမားတွေစီကသိရပါရီဒီကိစ္စနဲ့ပတ်သက်ပြီးဘန်ကောက်မြန်မာအလုံ မားသက်အရာရှိရုံကခေခွန်အလက်ထရောနစ်ဆက်ယုံကမြန်မာရွှေပြောင်းလှုပ်သား1450အလုပ်ဖြုတ်ခရမှုနဲ့ပတ်သက်ပြီးတော်ရောက်ညီနိုင်ဆွေးနွေးပေးခဲ့ပါတယ်။ဆွေးနွေးမှုအပြီးလက်ရှိမှာအဲ့ဒီဆက်ယုံကအလုပ်သမားတွေကိုဆက်ယုံအလုပ်ရှင်တွေဘက်ကတော့နင်နာခြင်းအဖြစ်ဘတ်15000ကျော်ပေးရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီပမာဏဟာအဲ့ဒီဆက်ယုံမှာအလုပ်လုပ်ဖို့အတွက်အလုပ်သမားတွေဘက်ကပေးရတဲ့စမက်ကြေးခေါ်အလုပ်ရှာပေးတဲ့အကျိုးဆောင်ခါထက်ပိုနေပါတယ်။အလုပ်ထုတ်ခရရတဲ့မြန်မာလုပ်သားတွေအနေနဲ့လည်း အဲ့ဒီနှစ်နာကျဲတွေထက်အလုံးလုံးခွင့်ပဲရချင်တာပါလို့ပြောဆိုတာတွေလည်းရှိနေပါတယ်။ဒီတခြားလုပ်ကိုဆက်လုပ်ပြီးတော့ဗျအမရဲ့ဒီလုပ်ကကောင်းတယ်ဆိုပြီးကျွန်တော်လာခဲ့တာပေါ့ဒီလုပ်ကိုမျှော်မှန်းကြီးလာခဲ့တဲ့အတွက်ကျွန်တော်တို့မှာအခုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်နော်ဒီသားစုတွေကတ်ခဲတဲ့အများကြီးတော့ရှိတာပေါ့မရဲ့ကျွန်တော်တို့ကရင်ဆိုင်မှန်းရတယ်အများကြီးရှိတာပေါ့ဒါမှမဟုတ်ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ဘာမှကြုံမှုမရဘူးဖြစ်နေတယ်။ဖြစ်ချင်တာကဗျာကျွန်တော်အလုံးသမားအခွင့်ရုံးပဲလိုချင်တာအလုံးသမားတို့တယောက်ကိုထုတ်တော့မယ်ဆိုတော့သူတို့အလုံးသမားအခွင့်ရင်းနဲ့သူတို့ကြိုတင်အကြောင်းကြားချင်းရှိရမယ်မရဲ့ ျွန်တော်ဘာမှအတိမပေးဘူးဗျာမနေရအစီကိုကျွန်တော်တို့ထွင်ရင်းနေပေးနေတော့ဒီနေ့ခေါ်ဒီနေ့ချင်းချင်းတန်းထုတ်တယ်ဆိုတဲ့အတွက်အဆင်မပြေဘူးဒီနေ့တိုင်းတောင်းမိမယ်လူချင်းတဲ့သူပြန်ကြမယ်လူချင်းမပြန်ကြနိုင်ဆိုကျွန်တော်တို့ပြောတယ်ဒီလိုပြောပြီးတော့ကျွန်တော်တို့ကောင်းဖို့ဆွဲတယ်အတင်းဆွဲတယ်ပြန်ဆွဲတယ်ကျွန်တော်တို့ဒီနေ့တိုင်းကိုလူချင်းတာမဟုတ်ဗျာကျွန်တော်တို့အလုပ်ကိုလူချင်းတာ ဌာနငယ်ရဲ့အလုပ်သမားဥပဒေအရလေလာမပြည့်ခင်မှာအလုပ်ပြုတ်ခံရရင်ရော်ကြေးပေးစရာမလိုတဲ့အတွက်အဲ့ဒီဆက်ယုံကမြမအလုပ်သမားတွေကိုအလုပ်လုပ်တဲ့ကာလလေလာမပြည့်ခင်မှာပဲကျွန်တင်အကြောင်းမကြားပဲအလုပ်ထုတ်လိုက်တာဖြစ်တယ်လို့အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။လက်ရှိမြမအလုပ်သမားတွေအလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြမအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်းစက်ယုံသေးဝင်ခွင့်မပေးဘဲဖြည့်ရှင်းခွင့်ပိတ်ပင်ထားတယ်လို့ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုရင်းမင်းကပြောပါရင်ကိုရင်းမင်းတို့ဖွဲ့သွားတယ်ဆက်ယုံနေတော့ဝင်လို့မရဘူးဒီဆက်ယုံနေရကိုရင်းမင်းတို့နဲ့လည်းရင်တော့ထိတိုက်တွေ့ခဲ့ဘူးတယ်အဲ့တော့ဒီဆက်ယုံနေရကိုရင်းမင်းတို့လုံသွားဖြစ်ချင်းတဲ့လူတွေလည်းဆက်ယုံနေထဲမှာဝင်ပြီးတော့အုံတန်းတန်းနဲ့ဝင်ဖြစ်ချင်းလို့မရဘူးအဲ့ကိုရင်းမင်းတို့အပြင်မှာပဲရှိတယ်အပြင်မှာပဲလုံမိုင်းနဲ့တွဲဆောင်ဆွေးနွေးပြီးတော့တနေ့လုံလုံလို့ရတဲ့ပိုင်းတွေဆက်လောက်ရမှာပေါ့ကွာဥပဒေအရသူတို့ကဥပဒေကိုလက်တော်ရုံးရလောက်ထားတယ်ဒါပေမဲ့ကိုရင်းမင်းတို့ကလုံမိုင်းခွင့်ရေးရဆက်တိုက်ရမှာ သူကအမှုကမပြီးသေးရတော့ပြောဖို့ကခက်တယ်နော်အဲ့ဒီမြန်မာအလုပ်သမားတွေဟာစေယုံမှာအလုပ်ရရှိဖို့အတွက်၃လလောက်စောက်ဆိုင်နေရပြီးတယောက်ကိုအလုပ်ရှာပေးတဲ့အကျိုးဆောင်ကစမက်ကြီး၁900ဘတ်ပေးသွင်းရတယ်လို့ဆိုပါတယ်ဒါအပြင်သူတို့ဟာပြီးခဲ့တဲ့ဇူလိုင်လကစပြီးစေယုံဘက်ကတယဝင်အလုပ်ခေါ်ချိန်မှာတယဝင်စာရွက်စာတဲ့အထောက်အထားအပြည့်စုံနဲ့အလုပ်ဝင်ခွင့်ရရှိထားသူတွေဖြစ်တယ်လို့သိရပါတယ် တစ်ဖက်မှာလည်းအဲ့ဒီစက်ယုံကလက်ရှိအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေကိုအလုပ်ဖြုတ်လိုက်ပေမဲ့လာမယ့်နိုဝင်ဘာလအတွက်မြန်မာအလုပ်သမားတွေထပ်ခေါ်ဖို့ရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်အလုပ်သမားဟောင်းတွေကိုဖြုတ်ပြီးအလုပ်သမားတွေစီကစမန်ခါတွေရရှိဖို့အခုလိုလှုပ်တာပါဆိုတဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။အခုအငင်းပေါ်မှုဖြစ်နေတဲ့ခေခွန်အလက်ထရောနစ်ဆက်ယုံမှာဆက်ယုံအလုံသမား19256ယောက်ရှိပြီးတော့လက်ရှိမှာ19806ယောက်သာကျရှိတော့တာဖြစ်ပါတယ်။ကျမကေခိုင်ပါ။ ။ဟိုမိုးတွေဖြောက်ပြီးသူတို့ဒီတိုက်ရှာလာတယ်။ဘာမှဘာဆိုဘာမှမပြေဘောတော့ကျွန်တော်တို့ရောလောက်ရှမ်းတယ်။